အလုံးမမင်္ဂလာပါခင်ဗျာ9 ticket soccer channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အာဆီလိုနာနဲ့ Real Madrid တို့ကစားကြမဲ့ Atletico Derby ပွဲကမြန်မာစံတော်ချိန်7:45မှာဖြစ်ပါတယ်ဒီနေ့သင်းဟာဒီယာဒီမာ၄ချိန်ပြောင်းတွဲဆုံမှာဖြစ်ပြီးတော့ La Liga မှာပထမကြော့ကစားတော့ Barcelona သင်းကအဝေးပွဲမှာ0-4နဲ့နိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာပေးခဲ့တဲ့ဂျေးဒီအင်ရှင် Madrid သင်းကလည်းတရအနှုတ်80နဲ့ဂိုးပေါင်းကြီးက3အနှုတ်80ဖြစ်ပါတယ်ပထမပွဲမှာ body out ဂိုးပေါ်ခဲ့တဲ့ပွဲပြ ုတိယပွဲကဂျာကွဲမှာကစားခဲ့တာစူပါကပ်ဖိုင်နယ်မှာတွေ့တော့ဘာစီလိုနာအသင်းကပဲ2-5နဲ့ထပ်နိုင်တယ်အဲ့ဒီပွဲမှာပေးခဲ့တဲ့ဂျေးကဘာစီလိုနာကနေတရေအနှုတ်30ဒဲတာတာဂျေးနဲ့ဂိုးပေါင်းဂျေးက3အနှုတ်100အဲ့ဒီပွဲဒီအပေါ်ဆုံးအောင်သွားတာဗျနောက်ဆုံးတွေ့ခဲ့တာကလည်းကိုပါဒယ်ရီဖိုင်နယ်မှာဂျာကွဲမှာပဲတွေ့တာမိနစ်90အတွင်းမှာ2-0စီတည်ကြတယ်အဲ့ဒီပွဲမှာဖွင့်ခဲ့တဲ့ဂျေးကဘာစီလိုနာအသင်းကနေတရေအနှုတ်90နဲ့ဂိုးပေါင်းဂျေးက3အနှုတ်100 အဲ့ဒီတွေးခဲ့တဲ့၃ချိန်မှာဘာစလိုနာအသင်းကဘော်ဒီ၂ချိန်လွတ်လွတ်ကျွတ်ကျွတ်အပြည့်အောင်ပြီးတော့ရီယယ်မက်ဒရစ်တီဘော်ဒီချေးတစ်ဝက်အောင်ခဲ့ပါတယ်။ဒီနေ့ကျမှကစားမဲ့ဒီပွဲကလည်းဘလူးဝဲလို့ပဲပြောရမှာပဲဗျ။ဘာစလိုနာအသင်းနိုင်ရသွားပြီဆိုရင်ချန်ပီယံဖြစ်ပြီလို့ပြောလို့ရတယ်လို့ရီယယ်မက်ဒရစ်နိုင်ရင်လဲလာလီဂါဟာနောက်ဆုံးပွဲအထိချန်ပီယံဘယ်သူဖြစ်မလဲဆိုတာစောင့်ကြည့်ရလိမ့်မယ်။ဘာစလိုနာကွင်းမှာဒီနှစ်သင်းတွဲဆောင်ထားတဲ့ရလက်တွေကိုကြည့်တဲ့အခါ1 2 1 1 2 1 3 0 0ဆိုပြီးတော့ လာလီဂါနောက်ဆုံး၅နှစ်အတွင်းမှာဘာစီလိုနာသည်သူတို့ကွင်းမှာရီယယ်မက်ဒရစ်ကိုတစ်ချိန်ပဲအနိုင်ရခဲ့တယ်။ရီယယ်မက်ဒရစ်က၃ချိန်အထိအနိုင်ရခဲ့ပြီးတော့တစ်ချိန်တရေကျခဲ့ပါတယ်။လက်ရှိဘာစီလိုနာတင်းဟာချန်ပီယံလိကနေပြီးသူတို့ ပြုတ်လာတဲ့ရေကွန်ရေကန်းကစားခဲ့ရပြီးတော့ကိုပြုတ်လာ။သူကြချက်နေနဲ့ဘာစီလိုနာတင်းဒီနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံအိမ်ကွင်းအဝေးကွင်း၇ပွဲဆက်ကြီးကျထားပါတယ်ဗျ။အဲ့တော့ဒီ၈ပွဲမြောက်မှာရောသူတို့ကြီးအောင်ပါမလား။ကြီးထက်ကြအောင်မလား။ဒါဒီစိတ်ဝင်စားစရာကောင်းတယ်။ လာလီဂါအင်ကွင်းအဝေးကွင်းနောက်ဆုံး15ပွဲမှာဘာစီလိုနာအသင်းသည်73ပွဲထိနိုင်တယ်နှစ်ပွဲပဲတရေကျတယ်လုံးဝကျုံးပွဲမရှိဘူးဆိုပေမဲ့ဂျေးအနေထားနဲ့ကြည့်ရင်သူတို့ဂျေးအပြည့်အောင်ခဲ့တာကအဲ့ဒီ15ပွဲမှာ9ပွဲပဲရှိတယ်ဂျန်နဲ့2ပွဲသည်တဝက်အောင်တယ်စုပေါင်း6ပွဲပဲဂျေးအောင်ခဲ့ပြီးတော့9ပွဲသည်ဂျေးအပြည့်ကျထားပါတယ်ဒါလေးတစ်ခုကိုတော့ဘာစီလိုနာကြိုက်တဲ့သူတွေသတိထားစေချင်ပါတယ်ဘာစီလိုနာအသင်းသည်ဒီပွဲအတွက်လူဆုံနေပြီလို့ပြောလို့ရတယ်ညာနောက်ခံကစားသမားခွန်တေးကလွှဲရင်ဂျန်နဲ့သူတွေအကုန်လုံးအဆင်ပြေနေပြီ ဘာလ်တီလည်းဒီပွဲမှာပြန်ပါလာဖို့များတယ်ကြံ့ခိုင်မှုမပြည့်ဝဘူးဆိုရင်တော့ဒုတိယပိုင်းလောက်မှာဒီကစားသမားပါလာနိုင်တယ်ရီယယ်မက်ဒရစ်ကတော့ဒီပွဲကိုအညှိုးနဲ့ကိုသူတို့ကစားမှာဗျတွေ့တိုင်းတရားသည့်အတာမရထားတဲ့အသင်းအတာမရတဲ့အထက်မှာမှာဘောလူပွဲနှစ်ကြိမ်မှာရှုံးခဲ့တာဆိုတော့ဒီတစ်ခါလဲဘောလူပွဲလိုပဲကစားရမှာရှုံးလို့ရီယယ်မက်ဒရစ်တော့ကမဖြစ်ဘူးနိုင်ဆုံးတရေလောက်ကစားနိုင်မှာကိုသူတို့အချိန်နေကောင်းမှာတည်ကြပြီဆိုရင်တော့ခွင့်ရေးကမက်ဒရစ်တော့တော်တော်လေးနေသွားပြီအဲ့တော့ဒီအသင်းဒီဒီပွဲကိုခက်ချမ်းချမ်းခတ်မှာမှာနဲ့တုံ့ပြန်ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ် မက်ဒရစ်ရဲ့ပွဲချံတွေကိုကြည့်တဲ့အခါမာယော့ကာနဲ့ဂျန်နဲ့ဆီဗီယာနဲ့ဂျန်နဲ့ဆိုစီဒက်နဲ့ဂျန်နဲ့သူ့ကိုကောင်းကောင်းကိုတုံ့ပြန်နိုင်တဲ့အသင်းတွေဖြစ်နေတဲ့အတွက်ဒီပွဲမှာအနိုင်ဆုံးတရေရမှရီယယ်ရဲ့နောက်ပွဲတွေဒီအသက်ဝင်ပါဒီပွဲမှာရီယယ်မက်ဒရစ်ကလည်းအဓိကနောက်ခံအတွဲလိုက်မပါနိုင်ဘူးပေးထားတဲ့ဂျေးကိုကြည့်တဲ့အခါဘာစီလိုနာတင်းကနေ1.85နဲ့ဂိုးပေါင်းဂျေးက4.60ဖြစ်ပါတယ်ဒီကြေးဒီမြန်မာစံတော်ချိန်အခုညနေ6:00နာရီမှာပေးထားတဲ့ကြေးဗျ။ဒီရသည်ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တွေ့ခဲ့တဲ့၄ချိန်မှာ ဒီတစ်ကြိမ်ပေးထားတဲ့ body jail ရောဒီတစ်ကြိမ်ပေးထားတဲ့ go bomb jail ရောဒီအပြင်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့ body jail တွေမှာအင်ရှင်အသင်းကတလုံးသွင်းတာနဲ့အပြစ်အဝရမယ်ဆိုတဲ့ကြီးမျိုးတွေမှာအင်ရှင်အသင်းနေအောင်ခဲ့တယ်ဗျ။ဒီဘက်ဒီမိနစ်60အတွင်းမှာနှစ်ဖက်သွင်းကိုရှိမယ်ဆိုတာကတော့ထည့်ပြောစရာမလိုတော့ဘူးလို့ထင်တယ်။အဲ့တော့ဒီဘက်ကိုတခြားတောင်တောင်အင်းတွေကြီးတွေလိုက်မကြည့်တော့ပဲနဲ့ကျွန်တော်ယူဆတာကလက်ရှိထိပ်သီး league ၅ခုမှာ ပြင်သစ်မှာလည်းချန်ပီယံဖြစ်သွားပြီ။အင်္ဂလန်မှာလည်းချန်ပီယံဖြစ်သွားပြီ။ဂျာမနီမှာလည်းချန်ပီယံဖြစ်သွားပြီ။ စီးရီးမှာလည်းအင်တာနက်နာပိုလီဟာနည်းနည်းတဲတဲကွဲကွဲဖြစ်လာပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီလာလီဂါမှာတော့နောက်ဆုံးပွဲအထိချန်ပီယံဘယ်သူဖြစ်မလဲဆိုတဲ့မေးခွန်းနဲ့အသက်ဝင်သွားမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာရီယယ်မက်ဒရစ်တို့မရှုံးဘူးအနည်းဆုံးတရေလောက်တော့ကစားနိုင်မယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲမှာရီယယ်မက်ဒရစ်အသင်းရဲ့ဘော်ဒီတစ်ကြောင်းပဲကျွန်တော်ကြိုက်ပါတယ်ဗျာဆော်နီလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ